ဖူလန်ကိုအနိုင်ယူခဲ့တဲ့ပွဲကနေကျွန်တော်အကြိုက်ဆုံးဂန်းနာ9ရောက်မင်္ဂလာပါဗျကိုကင်းစ်တာဖူဘောရှူအနေဂျူဒူဝါရီကျွန်တော်ကူခတ်မှာဖူလန်ကိုအနိုင်ယူခဲ့တဲ့ပွဲကနေကျွန်တော်အကြိုက်ဆုံးအာစနယ်ကစားသမား9ရောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပြီးသွားရမှာဖြစ်ပါတယ်ကျွန်တော်အကြိုက်ကစားသမားတွေနဲ့ကျွန်တော်ညီကိုတွေရဲ့အကြိုက်ကစားသမားတွေထပ်တူညီမလားအခုပဲကြည့်လိုက်ရအောင် နံပါတ်9နေရာမှာရှိနေတဲ့ကျွန်တော်အကြိုက်အသားသမားကတော့ Viking Vidyogies ဖြစ်ပါတယ်။အရင်ကြိုက်တယ်လို့တော့မဟုတ်ဘူး။ဒါပေမဲ့အကြိုက်ဆုံးကစားသမား9ယောက်ရဲ့နံပါတ်9နေရာမှာထည့်သွင်းရွေးချယ်ဖို့အတွက်တော့လုံလောက်တဲ့စွမ်းဆောင်ရည်ကောင်းတချို့ပြသနိုင်ခဲ့တယ်။ သူမိုးပေါ်ထောင်ကန်တဲ့ဂိုးမျိုးတွေတော့ရှိတယ်အဆုံးသက်ပိုင်းလူအပ်ချက်တချို့ရှိနေသေးတယ်ကျွန်တော်တို့သိတဲ့ video game တော့မဟုတ်သေးဘူးဆိုပေမဲ့လည်း bro ဒီလိုလေးစဉ်းစားကြည့်ဒီနေ့ပွဲစဉ်မှာသာ yogi sd number 9နေရာမပါဝင်ခဲ့ဘူးဆိုရင်ဆိုတဲ့အတွေးမျိုး martinelli trouser bugayu sagaro နဲ့ပတ်လည်ရိုက်နေလိမ့်မယ်တံပတ်အသင်းကိုတောက်လျှောက်ဖိအားပေးပြီးတော့တွန်းတွန်းတိုက်တိုက်ချင်းချောင်းနိုင်မဲ့တိုက်စစ်မှု ါမှာမဟုတ်ဘူးအဲ့တော့ပြောပြောဆိုယောဂီယက်ကယောဂီယက်မဖြစ်သေးဘူးဆိုပေမဲ့လူကောင်းရင်ကြီးလေထောက်လျှောက်တွန်းနေတိုက်နေတာပြန်ပက်နောက်ခံစားသမားတွေအာယုံအတော်လေးကိုနောက်ရပါတယ်သူဂိုးသွင်းတေချာဖို့ဒီထက်ပိုပြီးတော့ဂိုးရဖို့အတွက်ကတော့တင်ငယ်ရင်ကြက်မှုဘိုင်းအသင်းနဲ့အံဝင်မှုဘိုင်းလေးနည်းနည်းလေးလိုတယ်ဒါမဲ့တွန်းနေယုံနေတာကလည်းသူ့ရဲ့အလုတ်တစိမ့်တစိမ့်တာပေါ့အဲ့တော့ဒီနေ့ပြန်ပက်နောက်ခံစားသမားတွေထဲမှာဂျိုအချစ်အန်နဆင်က ဖိုက်ကင်းပဲဒါစကင်နီနေဗီယန်ကဓာတ်မှတ်သားပဲလူကောင်းကြီးကြီးပဲအဲ့တော့ဂျွာချင်အန်ဒါဆင်နဲ့တစ်ဖက်ကဗီဒီယိုဂက်စ်တို့ရဲ့ physical bit ချင်းရှင်တိုက်တဲ့ပုံစံမျိုးတွေ physical stretch ပြိုင်တဲ့ပုံစံမျိုးတွေကျွန်တော်အများကြီးမြင်ရတယ်ဗီဒီယိုဂက်စ်ရဲ့တိုးနေယုံနေတဲ့အချိန်တွေကဖူလန်နောက်တန်းကစားသမားတွေအတွက်အာယုံအပြည့်ဝစိုက်ထားရတယ်အဲ့တော့ကျွန်တော်ကတော့ဗီဒီယိုဂက်စ်ကိုစွမ်းဆောင်ရပိုင်းလူဝဲချက်တချို့ရှိနေပေမဲ့အကြိုက်ဆုံးနံပါတ်9နေရာမှာထည့်သွင်းခြင်းဖြစ်ပါတယ်ခင်ဗျ ကဲကျွန်တော်ကြိုက်ဆုံးနံပါတ်၄နေရာမှာရှိနေတဲ့ player ကတော့ဘူကာယိုစာကာပါစာကာရဲ့ဆွမ်းဆောင်ရင်ဘိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့မှာအပြစ်ပြောစရာအထူးတလဲတိတ်မရှိဘူးဘောလုံးကစားရတဲ့နေရာမှာအသက်အရွယ်နဲ့မလိုက်ပဲအပိုတိတ်မလုတ်တတ်တဲ့ကစားသမားပေါ့နော်ကျွန်တော်ကတော့တခိတခါ Ryan Giggs ကိုသွားသတိရမိတယ်ဟို Arsenal ရဲ့ legend တော့မဟုတ်ပါဘူး United legend ပေါ့ Ryan Giggs ကိုလည်းကျွန်တော်အရင်သဘောကျတယ်အပိုမလုတ်လို့ရိုးရှင်းတယ်ဗျာသူတို့ dribble တွေကဒါမဲ့ထိရောက်တယ် dribbling ဆိုတဲ့အမျိုးက feet တက်လို့ကောင်းတဲ့အမျိုး ကျွန်တော်တို့ဆိုရင်တကယ်ဘောလုံးကန်အိတ်ရှောက်လိန်နေရသဘောကြတယ်ဒါပေမဲ့အဲ့ဒါတွေကဘောင်မွေုံပြောမယ်ဆိုရင်လိန်နာပဲလိန်နေရလေဒီနေရာမှာပဲပတ်လိန်နေတာအသင်းရဲ့ဟန်ချက်မှာဟိုတော်ပြီးတော့တစုံတစ်ခု impact မဖြစ်ဘူးအဲ့တော့ပြောချင်တာဘူကာယိုရဲ့အသက်အရွယ်နဲ့လှုပ်ချင်ကင်ချင်စိတ်နဲ့ဆိုရင်လုံးဝတခြားစီပဲ तू ကလှုပ်ချင်ကင်ချင်စိတ်အရင်မများဘူးအသင်းရဲ့အခြေအနေကိုကြည့်ရဘာလို့တင်လဲငါ ထုတ်တင်လားဒါမှမဟုတ်ဖြတ်တင်တင်လားဘရိုကြည့်လိုက် စာကာရဲ့တယ်လန်အဲ့ဒါပဲလုံးဝအချင်းနေနဲ့ရိတ်ကဲကိုမီးစင်ကြိကလွန်တက်တယ်ဗျာအကောင်လေးကအနည်းဆက်ဆုံးနိုနီမရူရဲ့ကိနဲ့ပဲရှင်ပြမယ်မရူရဲ့ကိဆိုဘောလုံးရရင်စွဲပြေးနေတာများတယ်တချို့အလုံးတွေဆိုဗျာစွဲမပြေးနဲ့ပေါ့စွဲပြေးလို့လွတ်ထွက်သွားတယ်ဆိုတော့မှန်တယ်သူကြော်သွားတယ်ဆိုတော့မှန်တယ်ဒါပေမဲ့အသင်းမမှာ impact မဖြစ်ပဲသူအားကုန်သွားတဲ့အပိုင်းမျိုးတွေရှိတယ်ဒီနေရာမှာစာကာတို့ကနတ်တယ်ဗျာတချို့ထုတ်စီရမလို့တဲ့အလုံးဆိုမထုတ်ဘူးပြန်ပေးလိုက်တယ်ထုတ်လိုက်လို့အားကုန်သွားတယ်နောက်ပိုင်း တကယ်လိုအပ်တဲ့အချိန်အားသုံးရတော့မယ့်အချိန်တွေမှာမရှိတော့ဘူးစကားကိုကျွန်တော်အဲ့ဒီဘိုင်းမှာတော်တော်ကြိုက်တယ်တဲမှာပါတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာဆိုလဲဘူကာယိုစကားရဲ့ right wing back ကကျွန်တော်ခုနကပြောတဲ့ ability တွေနဲ့ပြန်ဖက်နောက်ခံကစားသမားတွေကိုတောက်လျှောက်ဖိအားပေးချင်းချောက်ခဲ့တယ်အလွတ်တဲကံမိုးတွေလည်းကန်သွင်းမှုကောင်းမွန်တယ်စကားရဲ့ right wing ကတော့တစ်ဖက်က trouser left wing နဲ့ရှင်ဒါအပြတ်အသတ်ပဲပေါ့နော် now Julian Timber အနေနဲ့အရင်ရှိကို attacking action တွေမပေးဘူးဗျာသူကတခါလေးကြာရင်ခံစစ်၃ယောက်တန်းပုံစံဝင်ကစားပေးရတဲ့အခါကျတော့စကားတယောက်တည်းအဲ့ဒီ right ဝင်းဘက်မှာကြိုးစားပန်းစားရုံးကန်ကစားရတဲ့ပုံစံမျိုးလေးတွေလည်းမြင်ခဲ့ရတယ်ကျွန်တော်ကတော့စာကာလေးကိုတော်တော်သဘောကျတယ်အဲ့တော့ကျွန်တော်ဒီနေ့ပွဲမှာအကြိုက်ဆုံးနံပါတ်၄အဖြစ်ရွေးပေးရပါခင်ဗျ။ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေရာမှာရှိနေတဲ့ player ကတော့ Declan Rice ဖြစ်ပါတယ်။ဒီနေ့ Arsenal ကွင်းလယ်ကအခေအားကျခဲ့တယ်ဗျ။ ။အပြိုင်ဘက်ရဲ့ကွင်းလေသည် တကယ်တော့မမချာချာစော့နိုင်တဲ့ကစားသမားတွေပါတယ်။ဒါတော့မှလူကစ်မပါလို့နော်။ကာနေနဲ့ဆန်နာဘက်တွဲပြီးစော့တာ။အဲ့ဒါလို့မာဂုံရှိတဲ့ကွင်းလေကိုလိုအပ်တယ်လို့ပုံပြောင်းပြီးတော့ကစားပေးနိုင်တဲ့တဲမှာ Declarice တို့အုပ်စုကထိတ်ဆုံးကပါတယ်နော်။ Rise Zubiman ဒီအတွဲဆိုတာတောက်ရှောက်ကိုကျွန်တော်မြင်နေရတာဒါတော့မှ Odigat မပါလို့အစည်းကတော့ကျွန်တော်အခုမြင်ရတော့ Odigat လောက်အဆင်မပြေသေးဘူးထပါ Rise ဒီဥသိဥသာမှုကောင်းတယ်ဟိုပါနဲ့တယ်ဗျ Bright ဖြစ်တယ်ဘောလုံးကစားတဲ့အခြေအနေတစ်ခု ခုမှာဆိုတော့ဇူပီမန်ကြီးကနောက်မှာဘောလုံးထိုင်ခွဲပြီးနေတာ စိတ်ချတဲ့အတွက် သူရှေ့ကိုတောက်လျှောက်တက်ပြီးတော့ပြန်ဘက်နောက်ခံကစားသမားတွေကိုသူ့ရဲ့ပတ်စင်လေးနဲ့ချင်းချောက်နိုင်ခဲ့တယ်ဗီဒီယိုဂီယက်ရဲ့ပြည်လန်းချောင်းတွေကိုလည်းသူထည့်ပေးဖို့အတွက် တောက်လျှောက်ကြံရွယ်ခဲ့တဲ့ပုံစံလေးကြီးလည်းမြင်ခဲ့ရတယ်အဓိကတော့လှုပ်အားနှုံးအပြည့်နဲ့ခွန်အားအပြည့်နဲ့နော်ဦးစီးဦးဆောင်မှုပြပြဝကစားပေးခဲ့တဲ့ပုံစံကိုကျွန်တော်သဘောကျတယ်အဲ့တော့ကြောင့်အာစတယ်တင်းရဲ့နံပါတ် ရှစ်တို့၁၀တို့နေရာမှာအစည်းနည်းနည်းလေးကျစ်နေပေမဲ့တိတ်ပြီးတော့ရုပ်ပြက်ဆင်းပြက်မဖြစ်ခဲ့တာကျစ်တယ်ဆိုတာအစည်းကအဲ့လိုတယောက်တည်းနည်းနည်းထန်းလုံးနေတာတွေများတယ်ဗျနောက်က rice တို့ odigat တို့နဲ့တိတ်မတွဲပြဘူးဒီချိန်မှာ rice ကတော့သူ့လောက်ရမဲ့အလုပ်ကိုအကောင်းဆုံးလုပ်တယ်ကျွန်တော်တလုံးမမိရဗျအဲ့လို ခေါင်တာအထက်ကရသွားလာမည်သူတောင်းလျှောက်ဆွဲပြေးတာတော်တော်ပင်မန်းနဲ့ဝေးကြီးပဲဆွဲပြေးတာဘလုံးဆွဲပြေးတာမို့တောင်းလျှောက်လိုက်ခဲ့ရလိုက်ကြတာဆိုတော့ rise ဒီအဲ့လိုမျိုးနံပါတ်8နေရာမှာ B2B ပုံစံကစားရင်ပို့ပြီးတော့မိုက်လာတယ်နံပါတ်6မှာပဲဒါ declan rise ကိုမြင်လို့မရတော့ဘူး CM ကစားသမားတကယ်ဖြစ်သွားပြီလို့လည်းပြောနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့အကြိုက်ဆုံးနံပါတ်3နေရာမှာ declan rise ကိုရွေးပေးလိုက်ပါတယ်ကဲကျွန်တော်ကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ superman ဒီ superman ဒီကအားကြီးကြိုက်ဆုံးကစားသမား9ယောက်ထဲမှာကျွန်တော်ရွေးတိုင်းပါတယ်မပါလို့လည်းမရဘူးကောင်းလိုက်တာဗျာအဲ့လို ို့ကစားသမားမျိုးခေါ်ကြပါလားကျွန်တော်တို့အားပေးတဲ့နော်တချို့သောအသင်းတွေခေါ်ပါလားအပြိုင်ဆိုင်ဘာဖြစ်လို့မခေါ်တာတော့နှစ်တလားပေးနေဗျာဘောလုံးလမ်းကြောင်းလေးတွေခွဲပေးတာဘောလုံးတင်မလား retain လေးတွေအကြာကြီးလုပ်ပေးပြီးတော့တန်ပိုအတင်ချ လုံနိုင်တာစောင်းရမ်းပါနဲ့တယ်ဗျာနံပါတ်6နေရာမှာပဲရှိနေတာမဟုတ်ရှေ့ထိတက်ရင်တက်တယ်လို့ဘလို့အတူလေးနေပေးရမလဲဘလုံးပြန်ထွက်လာတဲ့အခါကျရင်ဘာလုပ်ရမလဲဒစီရှင်ကလည်းအရန်ကိုပြက်သားလုံးနေတွေ့ဝေတုံဆိုင်မနေဘူးသူနောက်ဆုံး less defender ဖြစ်တဲ့ moments လေးတစ်ခုရှိတယ်မှတ်မိတဲ့ညီကိုတွေမှတ်မိလိမ့်မယ်အဲ့ဒီဘောလုံးဆိုရင် तू ဥတယ်ဗျာ तू ဥတဲ့ချေဟိုတာမန်ကသားသမားတယောက်ဆိုရင်နည်းနည်း तू ရားမှာဘောလုံးကိုထိမ့်လိုက်ပြီထိမ့်ပြီးတော့အဲ့နောက်ဆုံး တယောက်ကိုကြော်ရင်ကြော်မယ်ဗျာတစ်ဖက်နောက်ခံကစား sorry ဒီတစ်ဖက်တိုက်စစ်ကစားသမား pressing ပေးလာတာကြော်လိုက်မယ်သူတို့ကမကြော်ဘူးမလို့ရမလို့ဘူးအဲ့ဒီဘောလုံးချက်ချင်းဆိုဒီဗစ်ရိုင်ယာကိုပြန်ပေးလိုက်တယ်ဒါက DM ကစားသမားတယောက်မှာရှိတင်ရှိတိုက်တဲ့လုံးဝ100% အရေးသွေးတစ်ခုပဲကျွန်တော်တော့လက်ရှိမော်ဒန်ဘောလုံးလောကခေတ်မှာအဲ့ DM Rose ဆိုရင် Martin Zubimendi ကိုတော်တော်သဘောကျတယ်ဗျာဒီနေ့ပွဲစဉ်မှာ defensive action တွေဘာမှအပြစ်ပြောစရာမလိုခဲ့ဘူးသူရှိနေရင်ကိုအဲ့ရှစ်တို့တစ်ဆယ်တို့ကကစားသမားတွေလက်ကြည့်စရာမလိုဘူးဗျာလုံအားနှုံးကြီးနဲ့အဲ့မှာရှောက်ဖြည့်ပြီးစော့နေရလဲမဟုတ်အေးစေးလေးပဲဒါပေမဲ့မာတယ်အမြင်ပေါ်တွေရှင်ပြီးတော့တိုက်နိုင်တယ်ကွက်တီပဲနံပါတ်6နေရမှာတန်လိုက်တာပေးရတယ်စီကပေါင်တန်း80 90လောက်တော့တန်တဲ့ကစားသမား DM ဖြစ်တဲ့အတွက်ကြောင့်အသက်33လောက်ထိကစားလို့ရတယ်ပြီးသွားပြီ ာဆင်နယ်နောက်ထပ်9နှစ်10နှစ်လောက်ထိလှည့်ကြည့်ကြရမလို့အဲ့နေရာကျွန်တော်တော့တော်တော်ကြိုက်တယ်အဲ့တို့ကြောင့်ဂျာဆန်နံပါတ်1နေရာမှာရွေးပြပါတယ်ဟာကိုကမနော်တမက်ရှ်ကဘာတူလဲအနေနဲ့စိတ်ဝင်စားမယ်လို့ထင်တယ်။ဇူဘီမန်နေတဲ့ကိုကြော်ပြီးရွေးထားတာ哦။တခြားသူတော့မဟုတ်ပါဘူး။အဇူရီ color fury ဖြစ်ပါတယ်အဲ့ဒီ color fury ကတိုက်စင်မှုအဖြစ်မွေးလာအမှာဗျဘောလုံးထိချက်တွေအရင်ကောင်းတယ် shortly ဒီခါလေးကျရင်လေ arteta ဆိုရဲဘဲရဲ့အုံနောက်ကိုကျွန်တော်ရွှေချထားခြင်းတယ် color fury ဘာကောင်းလဲဆိုတာသူကောင်းကောင်းသိတယ် skelly မကောင်းလို့ပြောတာမဟုတ်တော့ skelly ကောင်းတာရိုးတယ် skelly ကရိုးရိုးပဲ shame မဟုတ်ဘူးဘာကြောင့်လဲ left back ဒါမှမဟုတ်လေ full back side back ကစားသမားတွေမှာရှီတင်ရှိထိုက်တဲ့အည်သွေးမျိုးပဲပုံမှန်ရှိတာဒီထက်ပိုကြီးမပိုဘူးဒါပါတော့ဗျ Jeremy Frimpong လို့အည်သွေးမျိုးရှိတယ် Diego Dalot လို့အည်သွေးမျိုးရှိတယ်ဒါမှမဟုတ်လေကျွန်တော် Melo Gusto လို့အည်သွေးမျိုးရှိတယ်ဒါ side back ကစားသမားတွေရဲ့ပုံမှန်အည်သွေးပဲသို့တော့ Calafuria အထက်ပိုတယ် side back ကိုမှ upgrade လုပ်ထားတာဘောလုံးလမ်းကြောင်းတွေတွက်ဆနိုင်တဲ့ နေရာယူတာကောင်းတယ်ကန်သွင်းယူမှုတွေပေးပို့မှုတွေမှာကလာဖီယိုရီဒီနီးစနစ်ပိုင်းတော်တော်ကျင့်ရတဲ့ကစားသမားသူသွင်းယူတဲ့ဂိုးတွေကိုကြည့်လိုက်တောင်ကန်မြောက်ကန်နဲ့တိမလားအာအီးတွေနဲ့ဖြတ်ကန်တဲ့ပုံစံမပါဘူးလုံးဝအမှန်ထိချက်မမှန်နဲ့တော့တောင်မန်တိုက်စစ်မှုတွေလို့သွင်းတာဒီနေ့တလုံးသွင်းသွားသေးတယ်အဲ့ဒီလုံးကိုလှသလားမင်းနဲ့ဒါက ဒီပွဲပါမဟုတ်ရှေ့ဘောလုံးရသည်တွေမှာလဲ color fury အဲ့လိုကစားပေးသေးတယ် half space မှာဘလို့နေရာယူရမလဲနားလဲသဘောပေါက်တယ် louis kelly အဲ့လိုမျိုးကြီးကစားနိုင်မှာမဟုတ်ဘူးဒါ့အပြင်နေရာစုံသွားနေတာသူကတော့ am အဲထားပါတော့ဒီ number 10အထက်စာရင် number 6နေရာမှာတစ်ဖက် right side တွေလဲရောက်တယ်အလဲတွေလဲရောက်တယ် ။ခါလီကြရဲ့ဇူဘီမန်နေတဲ့သူတွေနောက်မှာ၂ယောက်ပဲရှိတယ်။ဂါဘီအလက်ကောင်နဲ့ဆလီဘာသူတို့၈ယောက်နေတဲ့အခြေအနေမျိုးတွေတောင်ရှိ။အပွဲဖက်နိုင်သွင်းကြီးကလန်ထွက်နေတာ။ကလာဖီယိုရီကိုအဲ့ဒါကြောင့်အာစနယ်ကဝဲတာ။အာဒီတာတေချာသိတယ်။ဆိုတော့ဒီနေ့ပွဲမှာကလာဖီယိုရီရဲ့စွမ်းဆောင်ကိုကျွန်တော်ဆောက်ရမ်းယူသဘောကြတယ်။အဲ့တော့ကြောင့်အကြိုက်ဆုံး man of the match ဖြစ်ရွေးပေးရတယ်ပဲဗီဒီယိုလေးဒီမှာနားကျင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးပါခင်ဗျာ